လောကကြီးကမမြဲဘူးဆိုတာကိုအချိန်တိုင်းတန်လေးတစ်ခုအတွင်းမှာပဲလက်ဖြစ်တည်းအချိန်လောက်တိုးတောင်းတဲ့အချိန်လေးပဲဖြစ်စေကိုတယောက်တည်းနေတဲ့အချိန်လေးမှာစဉ်းစားလိုက်ပါဝိပဿနာဉာဏ်လေးဖြစ်အောင်ငါဟာတဖြည်းဖြည်းဥမင်းလာတယ်နော်ငါမှလည်းသိခြင်းသဘောရှိတယ်သိခြင်းတရားကိုငါမလွန်ဆန်းနိုင်ဘူး နေ့စဉ်ငါသက်နာမှာရှိတဲ့ယုတ်တိနန်းနဲ့ဟာအလုံးဟာပြောင်းလဲနေတဲ့အရာသာဖြစ်တယ်။ငါနဲ့ငါပတ်ဝန်းကျင်မှာရှိတဲ့သင်္ခါရတရားအလုံးဟာလည်းဘယ်အရာမှမမြဲဘူး။အလုံးပြောင်းလဲပြီးနောက်ဆုံးပျက်စီးရမှာ ဖြစ်တယ်ဆိုတဲ့ဒီအမြင်ကလေးကိုယ်တိုင်မှာရအောင်ဖြစ်အောင်ဒီအသိဉာဏ်လေးဖြစ်အောင်ကြိုးစားလိုက်ပါ။ ကြိုးစားလိုက်လို့အဲ့ဒီအတိညာရပြီဆိုရင်တော့ကုသိုလ်ထဲမှာတော့အကောင်းဆုံးလုပ်လို့ရတယ်ကုသိုလ်ထဲမှာအကောင်းဆုံးလို့ပြောကျန်တဲ့ random ကကုသိုလ်ဆိုတာလုပ်လို့ရတာမဟုတ်ဘူးဝိပဿနာကုသိုလ်ကလုပ်လို့ရဒါဖြင့်ဘာကြောင့်ကောင်းတယ်လို့ပြောတော့ဆိုရင်မမြဲတဲ့သဘောဝတရားကိုစဉ်းကျင်စဉ်းစားလိုက်တာနဲ့တပြိုင်တည်းတွေ့တာမှုမှန်သမျှကိုရှင်းချနိုင်သွားတယ်။အိုးငါတွဲနေလို့ လူလူလူချင်းတွေ့ရင်လေတနေ့ကျတော့ခွဲရမှာပစ္စည်းဥစ္စာတွေ့ရင်လေသင်္ခါရဆိုတာဘယ်မှမမြဲဘူးဆိုတဲ့အတွေးနဲ့ဆွလမ်းမှုတွေတွေ့တာမှုတွေကိုရှင်းချတယ်ဆွလမ်းမှုတွေ့တာမှုတွေကိုရှင်းချနိုင်လို့ရှင်ရင်ထဲကတော့ကလည်းရောကြတော့မှာပဲဖြစ်တယ်ဒါကြောင့်ဝိပဿနာကုသိုလ်ကပုံမြတ်တယ်နိဗ္ဗာန်ဆိုတဲ့အငြိမ့်တဲ့အလွန်နီးသွားလို့ မကုသိုလ်ကိုရနိုင်တဲ့လမ်းကြောင်းဖြစ်လို့ဝိပဿနာကုသိုလ်ဒီအကောင်းဆုံးကုသိုလ်လို့ဒီလိုဝေလာမတ်တုတ်တာမှာဟောတာဖြစ်တယ်